မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဖမ်းမရန်ထုတ်ရန်လျှောက်ထားမှုအပေါ်စစ်ကောင်စီကမြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက်အတိမတ်မပြုကြောင်းမနေ့ကညပိုင်းမှာတုံ့ပြန်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကစစ်လော်ဘီသတင်းမီဒီယာအမိခံများနဲ့နိုင်ငံခြားသတင်းဌာနများကိုပေးပို့လိုက်တဲ့ဖြေကြားချက်မှာ အခုလိုမျိုးတုံ့ပြန်လိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီတုံ့ပြန်ချက်ကိုစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာနဲ့သတင်းဌာနများမှာတော့တရားဝင်ဖော်ပြခြင်းလုံးဝမရှိဘူးလို့သိရပါတယ်။ရခိုင်ပြည်ကရိုဟင်ဂျာများနဲ့ပတ်သက်ပြီးတော့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအတွာပြစ်မှုထင်ရှားသဖြင့်မြန်မာအကြမ်းဖက်စစ်ကောင်ဆောင်မေးအောင်လိုင်းကိုဖိုင်ဝရန်ထုတ်ပေးရန်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ရှေ့နေချုပ် Karim AA Khan KC က ICC တရားရုံးမှာမနေ့ကရှောက်ထားလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တကဲ့သို့ ICC ၏ပြောကြားချက်များအပေါ်မြည်သည့်အခါကမှအတိအမှတ်ပြုခြင်းမရှိပါလို့စစ်ကောင်စီရဲ့သတင်းမှန်ပြောင်းကြားရေးအဖွဲ့ရဲ့တုံ့ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။မင်းအောင်လှိုင်ကို ICC တရားရုံးကဖမ်းမရန်ထုတ်ရေးရှောက်လိုက်တဲ့သတင်းကြီးဟာ CNN, Reuters, AP, AFP, BBC အပါအဝင် ကမ္ဘာနာမည်ကျော်သတင်းဌာနကြီးများအားလုံးမှထိတ်တန့်သတင်းကြီးအဖြစ်နဲ့ဖော်ပြလျက်ရှိပြီးတော့ ICC ကဖန်ဝရန်ထုတ်တော်မြေမင်းအွန်လိုင်းဘလို့လူစားလဲဆိုတဲ့သုံးသက်ချက်ဆောင်းပါးများကိုလည်း The New York Times တရင်းစာကြီးများကလည်းဖော်ပြထားကြပါတယ်။ဒါအပြင်နာမည်ကျော် The Guardian နဲ့ Al Jazeera တရင်းဌာနကြီးများကလည်းမင်းအောင်လိုင်းနဲ့စစ်အာဏာသိမ်းမှုအခြေအနေများ Rohingya များအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများကျူးလွန်ကြောင်းကြက်ကြက်ပြန့်ပြန့်တင်ပြနေကြပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအထူးအကြံပေးကောင်စီ SACM Burma Campaign for UK Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့တချို့ကလည်း ICC တရားရုံးရဲ့မင်းအောင်လိုင်အပေါ်ဖမ်းဝရမ်းထုတ်ရေလျှောက်ထားမှုဆိုင်ရာထုတ်ပြန်ချက်အပေါ်မှာအပြုသဘောရှုမြင်ကြိုးစားလိုက်ကြပြီးတော့ ICC တရားရုံးရဲ့လောက်ရဟာမှန်ကန်ကြောင်းထုတ်ဖော်ပြောဆိုထားကြပါရယ် ICC တရားရုံးမှာအဖွဲ့ဝင်နိုင်ငံပေါင်း125နိုင်ငံပါဝင်ပြီးတော့အာဆီယံမှာတော့ကမ္ဘောဒီးယားနိုင်ငံတစ်ခုတည်းသာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်မှာစစ်ကြောင်းတစ်ခုလုံးချင်းမုံခံရပြီးတော့ဖမ်းဆီးခံရတဲ့စစ်မှုထမ်းအပတ်စဉ်နှစ်ကတပ်သားတဲ့အောင်စုံမိုးကိုအသက်ချမ်းသာပေးပါရန်သူ့ရဲ့ဆွေမျိုးမိတ်ဆွေများကမြေတားရက်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့ကမိုးပြဲမြို့ကနေတဆင့်ရိုက်ကော်မြို့ကိုအင်အား80ကျော်နဲ့ခြိတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ66လက်အောက်ခံခလိုက်ရ80ကစစ်ကြောင်းကိုမိုးပြဲမြို့ကုန်းတာကျေးရွာအနီးကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခတ်ချင်းမုံခဲ့ရမှာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးခြေမုံနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်သား40ကျော်တိုက်ဆုံပြီးတော့စစ်တုံးပန်း9ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်22လက်ကိုရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်း9ဦးထဲက2ဦးဟာ စစ်မှုရန်အပတ်စဉ်နှစ်ကတပ်သားတက်အောင်ဆောင်မိုးဖြစ်ပြီးတော့မန္တလေးမြို့အောင်မြေသာဇံမြို့နယ်ပြည်ကြီးရန်လုံရက်ွက်ကဖြစ်တယ်လို့သိရပါဗျ။ကရင်နီမှာစစ်တုံးပန်းအဖြစ်နဲ့အဖမ်းခံလိုက်ရတဲ့စစ်မှုရန်အပတ်စဉ်နှစ်တင်းနှန်းစဉ်တပ်သားတက်အောင်ဆောင်မိုးကိုရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းရမဲပေါက်တယ်ဆိုပြီးတော့အတင်းအကျပ်ချင်းချောက်ပြီးစစ်ထဲကိုအထက်ခံလိုက်ရတယ်လို့သိရပါဗျ။တပ်သားတက်အောင်ဆောင်မိုးဟာအသက်26နှစ်အရွယ်ဖြစ်ပြီးတော့စပိန်ပြည်ဆိုင်ဖွင့်လှစ်ပြီးမိသားစုကိုလုံခြုံနေတဲ့သူဖြစ်တယ်လို့သိရပါဗျ။ဝင်ငွေနှဲပါတဲ့မိသားစုဖြစ်တဲ့အတွက်စစ်မှုရန်အဖြစ်နဲ့ခေါ်ဆောင်ခံလိုက်ရတဲ့အချိန်မှာလိုက်လံ ရွေးထုတ်နိုင်ခြင်းမရှိဘဲမိဘများကိုဖမ်းဆီးမယ်လို့ချိတ်ချောက်ခံရကစစ်တပ်ထဲကိုရောက်ရှိသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တုံးပန်းတပ်သားအောင်စုံမိုးကိုအသက်ချမ်းသာပေးပါရန်တနာညာတာခွဲလပ်ပေးပါရန်တပ်ဆိုင်ရာမိတ်ဆွေဆွေမျိုးများကတောင်းဆိုနေကြတယ်လို့သိရပါတယ်။စစ်မှုထမ်းမှုမဲပေါက်ပြီးတော့ဘလို့မှမဆောင်သာလို့ပါသွားခဲ့ရတာပါ။စစ်မှုထမ်းမှုမလာရင်လဲမိဘတွေကိုပါဖမ်းမယ်လို့ချိတ်ချောက်ပြီးတော့ခေါ်သွားခဲ့တာပါ။ရှေ့တန်းမသွားခင်မှာအဆက်အသွယ်ပြတ်တောက်သွားတာတပတ်လောက်ရှိပါပြီ။ ဒီနေ့မှာတော့စစ်တပ်ကတိုက်ပွဲမှာကြာသွားပြီလို့သတင်းပို့လာတာသတင်းတက်လာတော့မှအဖမ်းခံရမှသိတာပါမိဘတွေကိုလုံချွင်းနေတဲ့သူပါပညာအရေးချင်းလေးတန်းပဲအောင်လို့စိုးရင်းပြေဆိုင်ဖွဲ့ပြီးမိဘကိုလုံချွင်းနေတာပါအဲ့ဒီမှာစစ်တပ်ထဲအတင်းကျပ်ခေါ်ခံလိုက်ရတာပါလို့တပ်ဆိုင်ရာဆွေမျိုးတို့ကပြောပြထားပါတယ်တပ်သားတဲ့အောင်ဆောင်မိုးခေါ်စီးဖိန်ဟာ စစ်မှုဒဏ်အဖြစ်နဲ့လာရောက်ခေါ်ဆောင်ခံရတဲ့အချိန်ကရက်ွက်ရုံးကအတင်းအကျပ်စစ်သားများနဲ့အတူလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။လာရောက်ခေါ်ဆောင်တဲ့အချိန်မှာဘလို့မှပြင်ဆင်ခြင်းမရလိုက်ကြောင်းတပ်အတွင်းမှလည်းဘလို့မှရုံးထွက်လို့မရဘဲရှေ့တန်းအထိခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်းရှေ့တန်းထွက်မှာကိုလည်းကြိုတင်အတိမပေးဘဲဖုန်းများကိုတင်းယူကရှေ့တန်းကိုအတင်းဆေးလို့ခြင်းဖြစ်ကြောင်းမိဘဆွေမျိုးများကိုလည်းရှေ့တန်းပါသွားတာကိုအတိမပေးခဲ့ရကြောင်းသက်ဆိုင်ရာဆွေမျိုးများကပြန်လည်ပြောပြထားပါတယ်။တပ်သားတဲ့အောင်စုံမိုးဟာဘကိုးတိုင်းပြည်ခရိုင်အိမမြို့နယ်အခြေစိုက်တပ်မ66လက်အောက်ခံခလာရ80 ဲ့တပ်ရင်းကိုပို့ဆောင်ခံရပြီးတယ်နော်ကရင်နေပြည်နယ်မှာစစ်တုံ့ပန်းအဖြစ်နဲ့ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းအဖြစ်နဲ့ခေါ်ဆောင်ခံရပြီး6လအကြာမှာကရင်နေတိုက်ပွဲမှာစစ်တုံ့ပန်းအဖြစ်နဲ့ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့အခြေဆိုင်ခမရ346နဲ့ခမရ544တပ်ရင်းကစစ်ကောင်စီတပ်သားများဟာအလံဖြူထောင်းလက်နက်ချမှုများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်တောင်ကုန်းအခြေဆိုင်အမှန်ငါးဆစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်မှာရှိတဲ့ခမရ346နဲ့ခမရ544တို့ကတပ်သားများစွာဟာအလံဖြူထောင်းပြီးတော့အေအေထံမှာလက်နက်ချလာကြတယ်လို့သိရပါတယ်။လက်တလုံးမှာတောင်ကုန်းမြို့ကိုအေအေကထိမ့်ချုပ်ထားတယ်လို့သိရပါတယ်။စကားခငါးထဲမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ခမရ346နဲ့944ကတပ်သားတွေလက်နက်ချအလံဖြူထောင်တာတွေရှိတယ်လက်နက်မချဘဲနဲ့စက်တိုက်နေတဲ့သူတွေလည်းရှိတယ်တိုက်ပွဲတွေကတော့ဆက်လက်ပြီးတော့ဖြစ်နေသေးပါပဲလို့ရခိုင်စစ်ရေးသတင်းအမြင့်ကပြောဆိုထားပါတယ်အေအေရဲ့စစ်ရုံးနဲ့နှီးဆက်တဲ့သတင်းအမြင့်ထံကိုတောင်ကုတ်ကစစ်ကောင်စီတပ်ရင်းနှစ်ခုကတပ်သားများစွာအလံဖြူထောင်လက်နက်ချတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းကြည့်ရမှာလက်ရှိအချိန်ထိမြေပြင်သတင်းအတိအကျရောက်ရှိလာခြင်းမရှိသေးဘဲနဲ့အလံဖြူထောင်လက်နက်ချတယ်ဆိုတဲ့သတင်းများစွာရရှိထားတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုစော်ကားတယ်ဆိုပြီးတော့စစ်တပ်ဝါရဖြန့်သူတအုပ်ဖြစ်တဲ့ဒဇင်ဦးကရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ကိုရန်ကျောင်းသားတအုပ်ကိုဖမ်းဆီးခိုင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေပြည်သာမြို့နယ်အာတာကနဲ့ကျောင်းမှာပညာသင်ကြားနေတဲ့ကိုရန်ကျောင်းသားတအုပ်ဟာ၎င်းရဲ့ TikTok အကောင့်မှာအာတာသိစစ်ကောင်းဆောင်ရဲ့ ဓာတ်ပုံကိုဖက်နဲ့ရဲ့အောက်ခြေမှာကပ်ပြီးတော့ post တစ်ခုကိုတင်ခဲ့တယ်ဆိုပြီးတော့စစ်တပ်ဝါဒဖြန့်တဲ့ဒဇင်ဦးက၎င်းရဲ့ Telegram channel မှာအဲ့ဒီចောင်းသားလေးဟာနိုင်ငံတော်အကြီးအကဲကိုစော်ကားတယ်ဆိုပြီးတော့ TikTok account link နဲ့တကွရှာဖွေဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်နိုင်ငံတော်အကြီးအကဲတယောက်ကိုចောင်းသားတဦးကစော်ကားထားတဲ့ရုပ်တံတစ်ခုကိုစာသင်ခန်းထဲမှာရိုက်ကူးပြီးတော့ TikTok မှာတင်ထားပါတယ်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အဲ့ဒီចောင်းသားကိုအေးအေးယူနိုင်ဖို့တူတက်နေတဲ့စာသင်ចောင်းရဲ့လိပ်စာကိုရှာဖွေပြသထားပါတယ်လို့ဒဇင်ဦးရဲ့ Telegram ကဖော်ပြထားပါတယ် အခုလိုမျိုးရှာဖွေဖမ်းဆီးခိုင်းပြီးအချိန်နှစ်နာရီခန့်အကြာမှာကိုရန်ကျောင်းသားလေးဟာရွှေပြည်သားမျိုးနယ်အာထာကနှစ်မှာပြင်ကြံတင်ကြားနေတယ်လို့ထပ်မံဖော်ပြခဲ့ပြီး စစ်စစ်မေးမြန်းမှုများကိုပါလုံဆောင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီကိုရန်ကြောင်သားကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပြီးပုံမှန်905ကကြီးနဲ့အမှုဖွဲ့အရေးယူမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီး905ကကြီးနဲ့လူငယ်တရားရုံးမှာစွဲချက်တဲ့အမှုဖွဲ့သွားမှာဖြစ်ကြောင်းထပ်မံသိရှိရပါတယ်။အသက်မပြည့်သေးလို့ထောက်မကြဘူးထင်နေကြတဲ့သူတွေအတွက်ငှက်အော်ဆန်းလူငယ်တင်တန်းကြောင်ကကြိုးစိုးလျက်ရှိပါတယ်။ ဟုတ်ကဲ့ကျွန်မဒဇင်ဦးပါလို့ဒဇင်ဦး Telegram Channel ကဖော်ပြထားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ထောက်ခံသူများကကိုရန်ကြောင်သာဖမ်းဆီးခံရမှုကိုထောက်ခံရေးသားလာတာကိုတွေ့ရပါတယ်။ရန်ကုန်မြို့ကအမည်မဖော်လိုသူနိုင်ငံရေးလေလံသူတဦးကတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာများမှာနေထိုင်သူများအနေနဲ့အသက်မပြည့်သေးတော့လဲဆင်ကျင်ပြီးတော့နေထိုင်တဲ့လေလို့ထောက်ပြပြောဆိုထားပါတယ်။ကိုကမလွန်ဆန်နိုင်လို့ သူ့เจ้าမှာတက်နေရရင်တော့ဒီလိုမလိုလားတဲ့အခြေအနေတွေအတွက်စင်ကြင်ထားဖို့လိုအပ်ပါတယ်လို့၎င်းကပြောဆိုထားပါတယ်2022ခုနှစ်နှစ်ဆန်းပိုင်းကစပြီးတော့စစ်ကောင်စီကိုစန့်ကျင်တဲ့ post များတင်တဲ့လူမှုကွန်ရက်အကောင့်များကိုစစ်တပ်ဝါရဖြတ်တဲ့သူတွေကစောင့်ကြည့်ပြီးတဲ့နောက်ဖမ်းဆီးခိုင်းမှုများကိုတွန်းတွင်းကြဲကြဲလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်2024ခုနှစ်စက်တဘာလကုန်အထိစစ်ကောင်စီကိုလူမှုကွန်ရက်ပေါ်ကနေစန့်ကျင်ရေးသားမှုများကြောင့်ဖမ်းဆီးခံရသူပေါင်း1800ကျော်ရှိကြောင်း Data for Myanmar စုဆောင်းတင်ပြတဲ့သတင်းအချက်အလက်များအရသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြို့တင်မြို့နယ်မှာအမတ်ဆက်ခွန်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစလုံခြုံရေးအတွာအနီးနားမှာရှိတဲ့ခြေရွာ၃ခုကိုစစ်ကောင်စီကအတင်းအကျပ်ပြောင်းရွှေ့ခိုင်းပြီးဒေသခံပြည်သူများကိုစစ်တပ်ကအတင်းအဓမ္မလုံအားပေးစေခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနိုဝင်ဘာလနှောင်းပိုင်းမှာမကွေးတိုင်းမြို့တင်မြို့နယ်ကပ္ပစဆက်ခွန်အနီးမှာရှိတဲ့ကျွန်းဖုံတုံးရွာညောင်မင်းခွေးရွာယူကြီးချောင်းတဲစုခြေရွာအပါအဝင်ခြေရွာ၃ခုကိုစစ်ကောင်စီကနိုဝင်ဘာလ28ရက်နေ့ကစတင်ပြီးတော့ နှစ်ပတ်အတွင်းမှာချက်ချင်းပြောင်းရွှေ့ပေးရန်ရွှေ့ပြောင်းခိုင်းနေတယ်လို့သိရပါတယ်။ဒါအပြင်ကျေးရွာကတောင်သူလေသမားများပိုင်ဆိုင်တဲ့လေယာဉ်မင်းများမှစိုက်ပျိုးထားတဲ့ရာကင်းသီးနှံများကိုလည်းရိတ်သိမ်းခွင့်မပေးတော့ဘူးလို့သိရပါတယ်။မနေ့ကစပြီးတော့နှစ်ပတ်အတွင်းကပ္ပစဆက်ခွန်နားကရွာကအိမ်နေအလုံးအတိအကျမှပြောင်းရွှေ့ခိုင်းနေပါတယ်။ကျေးရွာမှာနေထိုင်လုပ်ကိုင်စားတောက်နေကြတဲ့တောင်သူရာကင်းသီးနှံတွေကိုလည်းရုတ်သိမ်းခွင့်မပေးတော့ တောင်သူတွေဟာအလွန်အမင်းအခက်ခဲနဲ့ကြုံနေရပါတယ်အဓိကကတော့ကပ္ပါစာဆက်ယုံလုံခြုံရေးအတွက်လူအဝင်ထွက်ရမ်းများတယ်ဆိုပြီးတော့ပြောင်းရွှေ့ခိုင်းတာပါလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်ဒါအပြင်ကပ္ပါစာဆက်ယုံကတပ်သားများကကြီးပါများကပြည်သူများကိုလုံအားပေးခေါ်ယူခိုင်းစေပြီးတော့လုံအားကမပေးဘူးလို့သိရပါတယ်ခိုင်းတဲ့အလုံများကိုမလုံနိုင်တဲ့ပြည်သူများကိုလည်းစစ်တပ်ကရိုက်နှက်ညှဉ်းပန်းနှိပ်စက်လျက်ရှိတယ်လို့သိရပါတယ် ကပါစဆက်ခွန်အနီးတဝိုက်ကပြည်သူတွေကိုလည်းကပါစဆက်ယုံကထင်းခွေတိတ်ခုတ်တော်ရှင်စတဲ့အလုပ်တွေမှာလုံအားပေးအဖြစ်နဲ့တပတ်မှာ၃ရက်ပဲနှာခွင့်ပေးပြီးတော့အတရားတမခေါ်ခိုင်းနေပါတယ်လုံအားပေးရတဲ့ရက်တွေကိုလည်းလုံအားကမပေးပါဘူးမနေ့6နိုင်ကနေညနေ6နိုင်အထိအလုပ်လုပ်ပေးရပါတယ်ကိုထမင်းကိုစားကိုရီကိုတောက်ပြီးတော့လုပ်ပေးရတာပါစကားပြောတာအဆင်မပြေရင်လည်းအရိုက်ခံရသေးတယ်လို့ဒေသခံပြည်သူကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ချင်းပြည်နယ်ဖလန်းမြို့နယ်လုံသေးကြီးရွာမှာရှိတဲ့ပြည်သူဈေးရုံကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျမကြီးဝန်ထမ်း2ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးပြီးတော့4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်လုံသေးပြည်သူဈေးရုံပြည်စည်းဆုံးရှုံးမှုနဲ့အပြစ်မဲ့တဲ့ပြည်သူများသေဆုံးမှုအပေါ်လွန်စွာဝန်ထမ်းကြောင်ဖော်ပြထားပါတယ်နိုဘယ်မာလာ26ရက်နေ့မှာလုံသေးပြည်သူဈေးရုံကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်ဈေးရုံအဆောက်အဦနဲ့အနီးနားမှာရှိတဲ့ပြည်သူများရဲ့နေအိမ်များစွာမိလောင်ပြည်စည်းခဲ့ပြီးတော့ လူသေးဆုံးထိခိုက်မှုများလည်းရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီကအပြစ်မဲ့တဲ့ပြည်သူများနဲ့ပြည်သူစေယုံကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ပြီး ်စစ်ရာဇဝဲမှုကျူးလွန်မှုများအားပြင်းထန်စွာရှုတ်ချကြောင်းလည်းဖော်ပြထားပါတယ်စစ်ကောင်စီဟာနိုင်ငံတကာဥပဒေများကိုချိုးဖောက်ပြီးတော့ချင်းပြည်မှာရှိတဲ့အပြစ်မဲ့တဲ့ပြည်သူများရဲ့အတအိုးအိမ်စီးစိမ်ကိုနေ့စဉ်နဲ့အမျှချိမ်းချောက်နေတဲ့အပြင်လူမျိုးတုံးတတ်ချက်မှုများကိုလည်းရက်ဆက်စွာကျူးလွန်နေကြောင်းချင်းပြည်အစိုးရကထုတ်ပြန်ထားပါတယ်လုံသေးပြည်သူစေယုံလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ချင်းပြည်အစိုးရကလူသားချင်းစာနာမှုထောက်ထားမှုအကူအညီများပေးအပ်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်ဒါအပြင် စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းများလူပုဂ္ဂိုလ်များအားကျင်းထန်စွာအရေးယူသွားမယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်။လုံသေးစေုံတိုက်ခိုက်ခံရမှုမှာတေဆုံးခဲ့တဲ့သူများတွေကဒေသကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF ကရဲဘော်များလည်းပါဝင်ကြောင်းချင်းတရင်းချင်းမြစ်တအူးကပြောပြထားပါတယ်။ CNDF ဟာ ချင်းညီနောင်အဖွဲ့ဝင်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးတော့မဟာမိတ်များနဲ့အတူဖလန်းမျိုးတိုက်တိုက်ပွဲကိုဖော်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးတော့ဖလန်းမျိုးကိုချင်းညီနောင်မဟာမိတ်တပ်များကထိုးစစ်ဆင်တိုက်ခတ်နေခြင်းဖြစ်ပြီးအောင်မြင်မှုများကိုရရှိထားကြောင်းချင်းညီနောင်တာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အခု၄ချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ချင်းညီနောင်ကတရေထုတ်ပြန်ခြင်းတော့မရှိသေးဘူးလို့ပြောပါတယ်။ချင်းပြည်နယ်မှာ ချင်းမျိုးသားတပ်ဦး CNF နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့များစုဖွဲ့ထားတဲ့ချင်းပြည်ကောင်စီကချင်းပြည်အစိုးရအဖွဲ့ဖွဲ့စည်းကတော်လှန်ရေးဆင်နွှဲနေတယ်လို့သိရပါဗျ။ဒါအပြင်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့6ဖွဲ့ပါဝင်တဲ့ချင်းညီနောင်တပ်ဖွဲ့ကလည်းမဟာမိတ်အရခတပ်တော် AA နဲ့ပူးပေါင်းကမျိုးသိန်းစစ်စစ်ရေးများကိုဆင်နွှဲပြီးတော့အောင်မြင်မှုတွေရရှိထားတယ်လို့သိရပါဗျ။မတူပီမျိုးနဲ့ကံပက်လက်မျိုးနဲ့ကျင်တွင်းမျိုးကိုချင်းညီနောင်မဟာမိတ်များကတိတ်ပိုက်ထားပြီးတော့လက်ရှိမှာဖလန်းမျိုးနဲ့မင်းတပ်မျိုးတို့ကိုမျိုးသိန်းတိုက်ပွဲဆင်နွှဲလျက်ရှိကြောင်းတရေရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ